လာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာစစ်ကောင်စီကြောင့်အာဆီယံရဲ့ဒေတာအတွင်းပူးပေါင်းဆောင်ရွက်ရေးပြပြစေနိုင်ပြီးယုံကြည်မှုဆုံးရှုံးနိုင်တယ်လို့စင်ကာပူကာကွယ်ဝန်ကြီးကတတိပေးလိုက်ပါတယ်။ဗတရာမှာဘုံမှုကြော်စရာဥဆောင်တဲ့ခမရ801စစ်ကြောင်းကိုတက်ခိုက်မှုစစ်သား12ဦးဟာသေသွားပြီးလက်လက်ကိုလက်ကိုတိုက်ဆက်ရရှိခဲ့တဲ့တဲ့တွင်ပါဝင်နောက်ဆုံးတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာစစ်ကောင်စီကြောင့်အာဆီယံရဲ့ဒေသအတွင်းပူးပေါင်းဆောင်ရွက်ရေးပြပြစေနိုင်ပြီးယုံကြည်မှုဆုံးရှုံးနိုင်တယ်လို့စင်ကာပူကာကွယ်ဝန်ကြီးကသတိပေးပြောဆိုလိုက်ပါတယ်။လာအိုနိုင်ငံမှာနိုဝင်ဘာလ20ရက်နေ့ကကျင်းပတဲ့18ကြိမ်မြောက်အာဆီယံကာကွယ်ဝန်ကြီးများအစည်းအဝေးကိုတက်ရောက်စဉ်တွင်စင်ကာပူကာကွယ်ဝန်ကြီးကအထက်တာအတိုင်းသတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အာဆီယံကာကွယ်ဝန်ကြီးများအစည်းအဝေးမှာမိဖက်နိုင်ငံအသစ်တွေနဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ယ်ဆွေးနွေးစဉ်အာဆီယံ၉နိုင်ငံကသဘောတူညီခဲ့ပေမဲ့မြန်မာကကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာစစ်ကောင်စီကိုယ်စားလှယ်ရဲ့ကန့်ကွက်မှုကြောင့်ဆွေးနွေးမှုမှာတာမတင်ရင်မကျဖြစ်ခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီလိုကန့်ကွက်တာနဲ့ပတ်သက်ပြီးစင်ကာပူကာကွယ်ရေးဝန်ကြီးကမြန်မာရဲ့အပြုမူကလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုတွင်ဝရိယစိုက်ထုတ်တိဆောက်ခဲ့တဲ့အာဆီယံအဖွဲ့ကြီးရဲ့ဒေတာတွေပူးပေါင်းဆောင်ရွက်ရေးကိုပြပြစေမဲ့အနေနဲ့ရှိနေပြီးအာဆီယံကာကွယ်ရေးဝန်ကြီးတွေအပေါ်က ိုယုံကြည်ကိုးစားမှုတွေဆုံးရှုံးပါလိမ့်မယ်လို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်မြန်မာစစ်ကောင်စီရဲ့အပြစ်မှုဟာအာဆီယံခေါင်းဆောင်တွေရဲ့ဆွေးနွေးသဘောတူညီဆုံးဖြတ်ထားတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထယ်ဖို့ရဲ့အတွက်လည်းလိုက်နာတာမရှိဘူးလို့စင်မူကာကွယ်ဝန်ကြီးကပြောပါတယ်။အဲဒါကြောင့်မြန်မာစစ်ကောင်စီအနေနဲ့အာဆီယံကိုကိုယ့်ရဲ့နိုင်ငံရဲ့လက်တော်ပြန်မှုအတွက်အသုံးမချပါနဲ့လို့တတိပေးပြီးစစ်ကောင်စီရဲ့ရင်မှန်းချက်အတွက်အာဆီယံကာကွယ်ဝန်ကြီးအဆင့်အစည်းအဝေးတွေကိုလည်းခက်ခဲတဲ့ ခြေအနေတွေစီကိုတုံးမပို့ပါနဲ့လို့လဲစင်ကာပူကာကွယ်ဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ့်အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်ဝန်ကြီးမြထွန်းဦးကိုဖိတ်ထုတ်ဖို့အတွက်အိတ်ဖွင့်ပေးစာပေးပို့ထားတယ်လို့ Defend Myanmar Democracy အဖွဲ့ကပြောပါရယ်။အာနာသိမ့်ပြီးချိန်ကနေစတင်ပြီးအာဆီယံအစည်းအဝေးတွေမှာအကြမ်းဖက်စစ်အုပ်စုကိုမြန်မာနိုင်ငံကိုစားပြုခွင့်ပေးထားတာကိုဖိတ်ရှားဖို့အတွက်တောင်းဆိုထားတာလည်းဖြစ်ပါရယ်။အကြမ်းဖက်စစ်အုပ်စုရဲ့မြန်မာကိုယ်စားလှယ်တွေထဲမှာမြန်မာနိုင်ငံအာနာသိမ့်မှုကာလအတွင်း အကြမ်းဖက်စစ်ကောင်းဆောင်တွေဖြစ်တဲ့မြထုံးနဲ့တင်အောင်စန်းတို့ပတ်ဝန်းနေတာလည်းဖြစ်ပါတယ်။အဲဒီအိတ်ဖွင့်ပေးစာကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်တရုတ်ဥရောပသမဂ္ဂဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတို့ကပို့ဆောင်ရေးဝန်ကြီးတွေစီကိုပေးပို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအကြမ်းဖက်စစ်အုပ်စုဟာ တရားဝင်ရာဇဝတ်အဖွဲ့အစည်းဖြစ်တယ်လို့ဘယ်အတိတ်ပဲဖွင့်ဆိုချက်နဲ့မဆိုအစိုးရမဟုတ်တာကြောင့်အာဆီယံအစည်းအဝေးတွေနဲ့လှုပ်ရှားမှုတွေမှာမြန်မာပြည်သူတွေကိုကိုစားပြုတရားဝင်မှုမရှိဘူးလို့လည်းအဖွဲ့ပေးစာမှာဖော်ပြထားပါတယ်။အဲဒါကြောင့်အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးအပြင် လာမယ့်အာဆီယံအစည်းအဝေးတွေနဲ့လှုပ်ရှားမှုတွေအလုံးမှာမြန်မာအကြမ်းဖက်စစ်အုပ်စုကိုဖယ်ရှားဖို့အတွက် Defend Myanmar Democracy အဖွဲ့ကတောင်းဆိုထားတာလည်းဖြစ်ပါရဲ့ရှင်။ ီတစ်ခါမှာတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုလုပ်တဲ့မြမရေတကားပိတ်အစည်းအဝေးမှာမြမပြည်သူတွေအပေါ်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုတွေတိုးမြင့်လာမှုပေါ့ကုလသမဂ္ဂဆိုင်ရာပြည်တင်တန်မတ်ကြီးကရှုတ်ချလိုက်ပါတယ်။နိုဝင်ဘာလ20ရက်ကကျင်းပခဲ့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြမရေတကားပိတ်အစည်းအဝေးမှာကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြမနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မြမရေဖြစ်ရှင်အာဆီယံအထူးကိုယ်စားလှယ်နဲ့ကုလသမဂ္ဂတန်မတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက် က်ကြတာဖြစ်ပြီးလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေလည်းတက်ရောက်ခက်ကြတာဖြစ်ပါတယ်ပြည်တွင်တမ်မတ်ကြီးကဆရာနာသိမ်းပြီးချိန်ကနေစတင်ကလွန်ခဲ့တဲ့၃လအတွင်းမြန်မာစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုအများဆုံးလှုပ်ဆောင်ခဲ့တယ်လို့မြန်မာစစ်တပ်အနေနဲ့ပြည်သူတွေကိုတိုက်ခိုက်ရမှာပောက်ကွဲမှုပြင်းထန်တဲ့စစ်ဘက်ဆိုင်ရာလက်နက်တွေကိုအသုံးပြုလာပြီးမြေမြုပ်မိုင်းနဲ့လက်နက်ကြီးတွေကိုလည်းအသုံးပြုလာတယ်လို့ဆိုထားပါတယ်အဲဒီလိုအရသားတွေပေါ်ကိုတိုက်ခိုက်မှုကိုပြည်ထောင်ကရှုံချတယ်လို့လည်းပြည်ထောင်တမ မတ်ကြီးကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အတမတ်ကြီးဥကြုံမိုးထွန်းကလည်းအကြမ်းဖက်ဆီအိုစုရဲ့ပြည်သူတွေပေါ်ကိုရက်ဆက်စွာကျူးလွန်မှုတွေကိုကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာကညှိညွတ်စွာအရေးယူတုံ့ပြန်ဖို့အဲ့ဒီအစည်းအဝေးမှာထပ်မံတောင်းဆိုလိုက်ပါတယ်ရှင်။ နေပြည်တော်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။နေပြည်တော်ပြည်မနာမြို့နယ်6အင်စုရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို KNDO PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရာမှာခလာရ84တရင်ကတရင်မှုဒုတိယဗိုလ်မှူးကြီးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရှေ့ဦးဟာတေသွားကြတယ်လို့ KNDO တက်ခွဲ၄ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရစေ။နိုဝင်ဘာလ19ရက်နေ့မွန်လွယ်3:17မိနစ်က ပြည်မနာမြို့နယ်တွင်6အင်စုကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို KNDO PDF ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာထိတွေ့တိုက်ပွဲဟာ55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့ခက်လက်ရ84တရင်ကဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတူပါဝင်ရှင်ဦးဟာထေသွားခဲ့တာဖြစ်ပြီးအများပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့ရလည်းဖြစ်ပါတယ်။ NPD PDF တရင်106ဘက်ကရဲဘော်တို့လည်းမစိုးရင်ရဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကို KNU KNL တပ်မဟာ1ကအထူးတရင် K KNDO တက်ခွဲလင်းနဲ့ NBD PDF တရင်တွေဖြစ်ကြတယ်၈၁၈၂၈၄၈၆တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်တောင်ဘက်ငားမှန်ခန့်အကွာနေရာမှာခုနှစ်ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ကဗိုလ်တဦးပါဝင်စစ်သား36ဦးသေသွားတယ်လို့မြင်းချံ Black Tiger MBD တပ်ဖွဲ့ခေါင်းဆောင်ဗိုးမိုက်ခဲကပြောပါရယ်မြင်းချံတောင်ဘက်ငားမှန်အကွာမှာရှိတယ်မြင်းချံ Black Tiger MBD အဖွဲ့ရဲ့စစ်ကြောင်း3စစ်ရေးလှုပ်ရှားရနေမြေကိုနိုဝင်ဘာလ17ရက်နေ့ကနေနိုဝင်ဘာလ18ရက်နေ့ထိအကြမ်းဖက်စစ်တပ်ကထိုးစစ် င်တက်ခတ်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့လည်းဘိုးမိုက်ခဲကပြောပါရယ်တိုက်ပွဲတွင်မှာရဟတ်ရင်တွေတိုက်လင်တွေနဲ့တက်ခတ်ခဲ့တယ်လို့လက်လက်ကြီးတွေနဲ့လည်းစစ်ကောင်စီကပြင်းပြင်းထန်ထန်တက်ခတ်ခဲ့လို့လည်းဆိုပါရယ်အဲလိုတက်ခတ်မှုတွေကိုခုခံရင်ခဲရန်ပြတ်တောက်မှုကြောင့်ပထမခံစစ်စီးဖြစ်တယ်ကိုယ်ဆိုင်ကြေးရွာနဲ့ဒုတိယခံစစ်စီးဖြစ်တဲ့ ခြေစင်းကျွေးရကနေစုတ်ခွာပေးခဲ့ရလို့လည်းသိရှိရပါဗါတယ်။တိုက်ပွဲကာလ9ရက်အတွင်းအကြက်ဖက်စစ်တပ်ဘက်ကနှစ်ပွင့်ဘူပပါဝင် အကြက်ဖက်စစ်သား36ဦးဟာတည်သွားကြတာဖြစ်ပြီး53ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့က MBD အဖွဲ့ဘက်ကလည်းရဲဘော်တို့ဟာဒဏ်ရာရှိခဲ့လို့ဗိုလ်မိုက်ခဲကပြပြပါဗါတယ်။လက်ရှိအချိန်ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းနဲ့မျက်နှာချင်းဆိုင်ထားပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တဲ့အခြေအနေမျိုးမှာရှိနေရလို့လည်းပြောပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမဒရာမြို့နယ်အကျံပတ်စစ်တပ်ရဲ့ခမရ901တရင်ကဘုံမူးကျော်စရာဥဆောင်တဲ့စစ်ကြောင်းကိုကြားဖြတ်တက်ခရမှာစစ်တပ်ဘက်ကစစ်နယ်ဦးတည်သွားပြီးလက်လက်ကိုလက်ကိုတင်းဆက်ရရှိခဲ့လို့အမှတ်၄စစ်ဒေသကတည်င်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းချိန်ကအမှတ်910စစ်အင်ဂျင်နီယာတရင်ကနေထွက်လာတယ်။ခမရ901တရင်ကဘုံမူးကျော်စရာဥရှိတယ်။အင်အား90ကျော်ပါစစ်ကြောင်းကိုစောက် ချုံပေါက်ရွာအရောက်မှာတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား12ဦးဟာတေသွားခဲ့တယ်လို့အမတ်တစ်စစ်ရေးသားကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်သားတွေတေသွားတဲ့အပြင် MA15 ငကြင်းမီ MA10 RPG အပါဝင်လက်နက်ကိုလည်း RPG ဒုံးသီး၈လုံး60မမဘုံးသီး၅လုံးအီဂနာဘုံးသီး၅လုံး5.56 G 352တောင်း G3 G 248တောင်အပါဝင်ခရရန်အများပြားကိုလည်းတင်ဆက်ရမည်လို့သိရှိရပါတယ် အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအောင်မြေသားဆန်မြို့နယ်ကအမှတ်930စစ်မြေပြင်အင်ဂျင်နီယာတရင်ကအင်အားစုဖွဲ့ပြီးမတရားမြို့နယ်တဖမ်းတောင်ရွာကနေတဆင်ဝင်ရောက်လာတာဖြစ်တယ်လို့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတာကြောင့်စစ်ကောင်စီကနေဂျက်တိုက်လေရင်နဲ့ MI35 တို့နဲ့ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတက်ခတ်မှုကိုပြည်ဦးလင်ခရံကုတ်ကဲရီမှုရဲ့ကုတ်ကဲမှုနဲ့အမှတ်930တရင်မန္တလေးခရံပကဖမဟာအောင်မြေမြို့နယ်ချမ်းမြသာစီမြို့ ို့နယ်မတရားမြို့နယ်ပကဖားတို့ပူပေါင်းလွတ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျပါမြပါ။